ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပေးတဲ့ညားလုံးပဲမင်္ဂလာပါအခုတစ်ပတ်အစီအစဉ်မှာတော့ Sergeant Reckless နဲ့ Karen Neville တို့လုပ်ခဲ့တဲ့ interview အကြောင်းကိုကျွန်တော်စီသူနဲ့တူဆရာနဲ့ညီချင်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုမင်္ဂလာခင်ဗျမင်္ဂလာပါညီလေးဟုတ်ကောဒါပြီးခဲ့တဲ့ရက်ပိုင်းတော့ကလုပ်ခဲ့တဲ့ interview တော်တော်လေးလေးဒီပြင်ရှားနေပလောရိုက်ပလောရိုက်နေတယ်ပေါ့နော်အခုအမ Karen Neville ကမေးရတယ်တော်တော်လေးလေးကောင်းပါတယ် Pretty တယောက်ကမင်းနေတယ်လို့ပေါ့ဒီတကယ် channelist တယောက်ကမင်းနေတယ်လို့ဟိုခံစားရတယ်ပေါ့နော်အခုအဲ့တော့ဒီ အာကျွန်တော်စမပြောခဲ့အခုပထမဆုံးကိုအဲ့ဒီ interview ကနေအခုဟိုအခုအထူးရှာဆုံးဖြစ်စေတဲ့အကြောင်းအရာတွေစပြီးတော့ဆွေးနွေးပြပါဗျ။ဟုတ်အထူးရှာဆုံးဖြစ်စေတဲ့အကြောင်းအရာကတော့ဒီအဲ့သူတို့ပြောတဲ့ conversation တွေကအကြောင်းအရာတွေထက် Garnaville ရဲ့ဒီ Sergeant Radcliffe ပေါ်ချင်းကပ်ပုံပေါ့နော်။အဲ့ဒါလေးကိုဟိုတော်တော်ကြားတယ်။ဒါကြတော့ interview ကောင်းတစ်ခုကို interviewer ကတည်ဆောင်သွားတာပေါ့နော်။ဟုတ်ဟုတ်။ဆိုတော့ Garnaville နဲ့ပတ်သက်ရင် ဒီ coronavirus ရဲ့ dependatory တွေဟလာဒီကိစ္စနဲ့ပတ်သက်ပြီးလူတွေကအမျိုးမျိုးပြောကြတယ်ဗောနော်ဒါပေမဲ့တကြတော့ coronavirus တို့ posco တို့ကဟိုနည်းနည်းရှာကောင်းထက်တယ်သူပြောရင်နည်းနည်းလေးဟိုကျွံ့ကျွံ့ပြီးတော့ပြောတယ်ဒါပေမဲ့ coronavirus ရဲ့ overlap မှာဒီ David Beckham နဲ့ပြောတာတို့ဘာလို့အဆရှိသူဖြစ်မော်လေအဲ့ဒီမှာ coronavirus ဟာဒီစကားဝိုင်းတစ်ခုကိုအရှိအသေးဆောင်သွားနိုင်တဲ့အခြေအနေရှိတာမျိုးတွေကိုတို့မြင်ရတယ်ပြီးတော့အဲ့လိုပဲဒီအခု ranking တို့ Ian Wright တို့နဲ့ ဒီဧည့်သည်ပြကိုဖိတ်ပြီးတော့ဒါကရနေဗေးကိုပြောတဲ့အစီအစဉ်မှာအခုပြီးခဲ့တဲ့တစ်ပတ်ကဆိုတော့ရနေပေါ့နော်ဟုတ်ပါဘူးအဲ့ဒီအစီအစဉ်မှာဆိုဒီစကားဝိုင်းကိုဂရနေဗေးကအိုးဆောင်ထိုင်စားရှိရတော့တွေ့ရတယ်အဲ့တော့အခုကနည်းနည်းလေးပါသွားပြီးအံ့ဩလဲဆိုတော့ဆာလော့ဖာဂူဆန်ရဲ့ဒီဆောက်ဒီထဲမှာပေါ့နော်ဖာဂူဆန်တော့ကတော့ခုတော့ရှော့ဖက်ရတယ်ဂရနေဗေးကြောင့်အမြဲတမ်းတော်တော်စပါတယ်သူကလည်းအရင်ချက်တော့သူကဂရနေဗေးကိုတိတ်ဆိတ်တဲ့သူမျိုးလို့ချက်တာဟုတ်တိတ်ဆိတ်ပြီးတော့ဟိုစိတ်သေးဟို ဒီ game နဲ့ပတ်သက်ပြီးတော့ကလွယ်ပြီးဘာတစ်ခုမှမတွေးဘဲနဲ့ငူငူကြီးထိုင်ပြီးတော့ဘသူမှလားမဘသူမှလားစကားလာမပြောနဲ့သူလည်းဘသူမှမပြောဘူးဆိုတဲ့လူမျိုးပြီးရင် Garnavain နဲ့ပတ်သက်ရင်အခုဒီ Garnavain ကစားသမားဟောင်းကြီးတွေဆိုတော်တော်လေးကို Garnavain ကိုဟိုဟိုမှာ Peter Schmeichel ဖြစ်ရမျိုးပေါ့ Manchester City ကိုရောက်သွားတဲ့ချိန် Garnavain သူ့ကိုစကားတော့မပြောတော့ဘူးဟုတ်ကဲ့အန်တန်နယ်ထဲမှာသူ့ကို Captain နှုတ်ဦးအနေနဲ့ပြောရွှင်လာစကားပြောတဲ့အချိန်မှာ Garnavain မသိကြအောင်ဆောင်းတယ် တော့သူကဒီမန်တော်တော်ကြီးတယ်ဆိုတဲ့လူမျိုးပေါ့နော်ဒါပေမဲ့အခုဒီအလုပ်ကိုလုပ်နေတဲ့အခါမှာဒါသူ့ရဲ့သူ့အလုပ်ပေါ်ကျွမ်းကျင်မှုလို့ပဲပြောအောင်ဟုတ် Sergeant Radcliffe နဲ့ပတ်သက်ရင် Garnavillo စီကနေပြီးတော့အဝေးဘန်နာတွေရောချီကျူးတာတွေအခုတို့ဟိုအတန်တွေမျိုးစုံကြားပြီးသွားပြီပေါ့ဒါပေမဲ့အခုမေးသွားတဲ့ခါမှာစီစီဆော့ဆော့ပြောတဲ့အချိန်မှာပါပါလဲဆိုတော့ Journalist တူအနေနဲ့ရော Fan တူအနေနဲ့ရောမေးသူခံလာတော့အခုလည်းအဲ့ဒီအမြင်ကို100%ထောက်ခံတယ်ဟော Manchester United ပြည်သက်တူဦးသာဆိုရင်သိချင်မဲ့အကြောင်းအရာတွေကို သူကောင်းကောင်းလေးမေးသွားတယ်အဲ့တော့သူကဒီအလုံးမှာသူကတကယ်ဝိုင်း journalist ကြီးတွေလို့သူကြွညင်ညမှာကြွညင်လိုက်မယ်ဒါပေမဲ့သူဟာတကယ်ရိုးရိုးသားသားနဲ့ချင်းကပ်သွားပြီးတော့တိလို့တဲ့ဟာတွေကိုဟိုငင်းငင်းသားသားတိမ်တိမ်မွန်းမွန်းနဲ့အာမလာတာမေးသွားတာကိုခံစားရတယ်အဲ့ဒီအချက်ကအခုအကြိုက်ဆုံးပဲအခုတခါညီလေးတို့ကိုပြောဦးတယ်ရိုက်ကူးရဲထဲမှာလာအပြင်မှာလာတော့မသိဘူးအခုတို့ဒီ5 port လာ5 k လာ YouTube channel တခုရှိတယ်ဆိုလင်းကို interview တဲ့ခါမှာအဲ့ဒီမှာအဲ့ဒီညီလေးရဲ့ဆိုလင်းအဖို့ချင်းကပ်ပုံဟာ ဟိုပီတိအပြည့်နဲ့သူ့မှာဒီဆိုလင်းကိုမေးရခြင်းအတွက်ပြင်နေတဲ့ပီတိအပြည့်နဲ့မေးသွားတဲ့မေးခွန်းတွေဟာပြိသက်တွေတကယ်သိကျင်တဲ့မေးခွန်းတွေကိုကြီးပဲရိုးရိုးသားသားရင်ရင်ကြည်ကြည်နဲ့ဟိုမချွတ်ချံသူမေးသွားနိုင်တယ်အဲ့ဒီအင်တာဗျူးကဟိုအရန်ကြိုက်တဲ့အင်တာဗျူးမြန်မာအင်တာဗျူးတွေထဲမှာအားကားတဲ့ပတ်သက်တော့ဆိုတော့အဲ့လိုဟာမျိုးလေးပေါ့နော်ဒီမှာဟိုရလိုက်တယ်ပေါ့ဟိုဘာ5 kg လာမသိဘူးကွာထားပါတော့နော် YouTube channel တကူကဆိုတော့အဲ့အဲ့လိုမျိုးပေါ့အဲ့ဒီအရာကအခုအထီးဆုံးပဲကျန်တဲ့အတွင်းမှာပြောတဲ့အကြောင်းအရာတွေကတော့အမှန်တိုင်းပြောရင် ဒါပြိသက်အနေနဲ့မေးတာဖြစ်တဲ့အတွက်ဒါအခုတို့မှလည်းဒီမေးခွန်းတွေရှိပြီးတော့အဲ့လိုမေးတဲ့အခါကျရင် fashion regular ဘယ်လိုပြန်ဖြေမလဲဆိုတော့အခုတို့လွတ်ရတယ်ဟုတ်ပေါ့ဆိုတော့ဒီအထဲမှာပြောတဲ့အကြောင်းအရာတွေကတော့အမေးလဲတည်ပြီးသားအဖြေလဲတည်ပြီးသားလို့တော့ပြောရမယ်ဟာလေပေါ့ဟုတ်ကဲ့ပေါ့အာဒီချိုးပြိသက်တွေလည်းဒီတေချာအတိကျင်မှာတော့တည်မယ်ပေါ့နော်ဒါပေမဲ့ဒီ fashion regular clip ကသူ့ရဲ့ဒီအမားတွေကိုလည်းသူဝန်ခံသွားတာပေါ့ဟိုဝန်ခံခဲ့တယ်ပေါ့နော်တန်ဟက်ကိုဒီဟိုစာချုပ်တက်တန်းဆက်တိုးတဲ့ကိစ္စပေါ့ မားလေးတွေကိုနည်းနည်းလေးထိုးကျွေးပြီးတော့ဟုတ်ကောအဲ့အမားနောက်ွယ်ကပိုကြီးမားတဲ့ဆင်ကဲဆင်ကဲဖြစ်ပေါ်လာတဲ့အမားတွေကိုမသိမှသာဖုံးသွားတယ်လို့ကိုလိုမြင်တယ်ဟုတ်ကောဟုတ်အဲ့အဲ့ဒီအပိုင်းလေးကိုကျွန်တော်တို့ရှင်းပြပေးပါဆိုတော့ဒီအမားလေးကိုမသိမှသာထိုးကျွေးပြီးတော့ဆိုတော့ဟုတ်တယ် error tag နဲ့ပတ်သက်ရင်စောစီမထုတ်လိုက်ရတော့ငါတို့မှားတယ်ဆိုတော့တကယ်တော့အဲ့အမားအဲ့ထက်မကအောင်သူသူ့ရဲ့အမားကဒါရိုးသွားသားပြောရင် Sergeant Reckless ကဟိုဒီလိုပြောတာကိုအကူကမကြိုးစားတာလည်းမဟုတ်ဘူးဟိုသူ့ကိုမုန်းလို့ဝေဖန်တာလည်းမဟုတ်ဘူး ဒါပေမဲ့အရှိတရားဟာအဲ့အမအဲ့ကဆိုးတယ်ဟုတ်အရှိတရားကသူတို့တွေဟာဘာလို့သူအကြောင်းပြလဲဆိုတော့သူတို့ operation သူတို့ team ဟာစပြီးတော့လက်တွဲလုပ်ခါစဝါနုနုနုလေးလေးရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့ကအဲ့လိုနုနုလေးရှိတဲ့အနေအထားနဲ့လွတ်လွတ်တဲ့ပုံစံမဟုတ်သူတို့ဒီအသင်းကြီးကိုအကုန်တီးပြီးသားသူတို့ဘာလို့ရင်မင်းတို့စောင့်ကြည့်လိုက်ဆိုတော့ယုံကြည်မှုမျိုးနဲ့အလုပ်လုပ်ခဲ့တာအဲ့တစ်ချက်ဟုတ်ပေါ့နောက်တစ်ချက်က Eric Ten Hag ကိုဒီအခုတို့အဲ့ချိန်တွေက Manchester City ကို ဒီ Eric Ten Hag ရဲ့အသင်းအနံ့ရလိုက်ခြင်းက Eric Ten Hag ရဲ့တက်တန်းကိုဆွဲဆန့်မယ်လို့အကိုတည်းတင်မဟုတ်ညီလေးတည်းမဟုတ်ပုံ Manchester United ပြည်သက်တိုင်းလေအဲ့ဒီဟာကိုခံစားမိတယ်သူတို့ဘာထူးကြသွားလဲဆိုတော့ဘာမှမထူးကြတော့အဲ့ဒီအတိုင်းပဲသူလုံသွားတာပဲအဲ့တော့အကိုတော့ပြောင်မြောက်တဲ့ဖုန်းဖြစ်ချက်လို့အကိုတို့မြင်လို့မရအောင်ဆိုတော့အဲ့မှာမှာဘာကြီးထပ်ဆိုးသွားသလဲဆိုတော့ဟိုကလိန်စစ်ညမ်းစင်တာလေးပါလာတယ်တခြားနီးပြတခြားနီးပြတခြားနီးပြတွေသူတို့ရှောက်ပြီးဆိုဆွေးနွေးတယ်တကယ်ဆိုရင်အဲ့ဒီဟာကဆွေးနွေးသည်ဖြစ်စီမဆွေးနွေးသည်ဖြစ်စီ public မသိရအောင်အဲ့ public သိရဆိုရင်သူတို့ညံ့လို့ပဲဆိုတော့ဒါဟာ eric dan hat ကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ပို့ပြီးတော့အခြေအနေကိုဟိုလှုပ်ခါသွားစီတယ်ကိုယ့်ရဲ့ရှိနေတဲ့ state မှာဒီအလုံးနဲ့ပတ်သက်ပြီးတော့အနာဂတ်မှာယုံကြည်မှုပို့ပြီးတော့နည်းစီတယ်ငါဘယ်အချက်ချေချော်မလဲဆိုတော့ဟာမျိုးနဲ့ဆက်ပြီးတော့လောက်ရတဲ့ပုံစံမျိုးဖြစ်သွားစီတယ်နောက်တစ်ခါငါတို့ကဆွေးနွေးတယ်ဒါပေမဲ့အမှန်ကသူဘာပြောလဲဆိုတော့တကယ်တော့ manchester united ညီပြရာတို့ဟာ ် error tag hack နဲ့အသင့်တော်ဆုံးပါပဲဆိုပြီးတော့အဲ့ဒါတွေကဟိုပြောမယ်ဆိုရင်100% guarantee ပေးလိုက်တာဆိုတော့ဒီအပေါ်မှာဖြစ်ပေါ်လာတဲ့ကောင်းချင်းဆိုချင်းတွေသူတို့တာဝန်ခံရမယ်။ဘာကြောင့်လဲဆိုတော့ decision maker တွေဟာသူတို့သူတို့ပြောတဲ့စကားတွေအတွက်သူတို့တာဝန်ယူရတာ။ဒါပေမဲ့အဲ့စကားကလွဲတယ်၊ကိုယ်ပွဲပြီးမှပြန်ပြီးတော့ယာတို့ကထုတ်ပယ်တယ်ဆိုတာကြီးရ။သူတို့ကိုယ်တိုင်ဘယ်နည်းပြထပ်မှဆို error tag ကပိုကောင်းလို့ပဲဟိုခန့်သလိုပါလို့သူတို့ပြောခဲ့တာ တခါအဲ့လိုလှုပ်တဲ့လှုပ်ရဟာသူတို့ကသူတို့စိတ်မသွိုးမသန့်ဖြစ်တဲ့အတွက်အဲသူတို့ error တန်ဟုတ်ကိုတတန်းတိုးပြီးတော့ချော့တယ်အဲ့ဒါလည်း professional မဆောင်အဲ့ဒါကကျတော့ရက်ကွက်ထဲမှာတငယ်ချင်းနှစ်ယောက်ဟိုတင်မလားဟိုကိုယ်အထင်လွဲစားရှိရင်ဟိုဖြစ်အောင်လို့ထိုးကြည့်တဲ့သဘောမျိုးဒါပေမဲ့အဲ့ဒါငွေကြီးတွေနဲ့ရင်းပြီးတော့လောရတဲ့ဆုံးဖြတ်ချက် okay အဲ့တော့အဲ့ရနေဘောရဆက်ပြီးတော့တည်ဆောင်လိုက်အဲ့လိုငွေကြီးနဲ့ရင်းပြီးတော့လောရတဲ့ဆုံးဖြတ်ချက်ကိုဒီဘက်မှာကျတော့မဟာရီယာဖြတ်ချမှုလေဟုတ်ကဲ့ ဟိုကိုဆိုလိုတာကဝန်ထမ်းတွေဖြတ်ချရဲလားအများကြီးလေးလေးစားတယ်မတင်တော်တာအများကြီးမတင်တော်တာမတင်တော်တာအများကြီးဆိုတော့စီးပွားရေးသမားတူအနေနဲ့ဒါတွေကအပူငွေတွေတကယ်အပူ expenditure တွေဖြစ်တဲ့အတွက်ဖြတ်ချတာလို့ပြောမယ်ဆိုရင်တစ်ဖက်မှာရှင်းနေရမယ်တစ်ဖက်မှာကျတော့မရှင်းဘူးတစ်ဖက်မှာကျတော့အဲ့လိုဆုံးဖြတ်ချက်တွေကျတော့လောလောလေးချတာတယ်အဲ့ဒီခါကျတော့ဒီဟာပြန်ပြီးတော့လည်းမျိုးထိုးစရာဖြစ်သွားတယ်ဟုတ်ဆိုတော့ဒါမျိုးတွေပေါ့အဲ့ဒီအရာတွေအကုန်လုံးတော့ပါမလာဘူးဟုတ်ပေါ့နော်ပါမလာဘူးဆိုတော့တဟက်ကိုဆက်ပြီးတော့ မှားပါတယ်ဆိုတာလောက်နဲ့တကယ်ဆိုရင်ဟိုဓာရီကဟိုသူတို့တိတိလေးမှားခဲ့တာမဟုတ်ဘူးအဲ့လောက်လေးဝန်ခံရုံနဲ့ပြီးတဲ့ကိစ္စမဟုတ်ဘူးသူတို့ဘလိုပဲပြောပြောသူတို့ရဲ့စကားကို sure golden ဘလိုပဲလုပ်လို့ဒီရာတော့အဲ့အကာလာတွေမှာသူတို့တော်တော်များများကိုတွဲခဲ့တယ်ဓာရီကဟိုအခုအချိန်မှာအကိုကဘာလို့ဆိုရင်လဲဆိုတော့အရစ်တဟတ်ကိုကာဝယ်တာလားအမေကအရစ်တဟတ်အပေါ်ကာဝယ်တာလည်းမရှိဘူးတဟတ်အပေါ်ချက်ချင်းမုန်းနေလည်းမရှိဘူးဝေဖန်တာချင်းဝေဖန်တယ် ဟုတ်ကဲ့ပြီးခဲ့တဲ့ရာသီတွေကသောသီးထုတ်သို့မဟုတ်ဟိုဆက်ထားမယ်ဆိုလဲဟိုရေရှည်ဆက်ထားလိုက်တော့ဆိုတော့ဘာလို့ချင်မမသိတာမျိုးတွေကိုတို့ခံစားရတယ်အဲ့လိုမျိုးကကလေးစားလက်ထက်မှာလဲကိုတို့ဒါမျိုးတွေကိုတို့မြင်ခဲ့ရပြီပေါ့နော်ဆိုတော့ဟိုအခုတော့ဆက်ပြီးတော့စောင့်ကြည့်အောင်ပေါ့သုံးပြချက်တစ်ခုမှားခြင်းကနေပြီးတော့နောက်ထပ်စင်ခဲစင်ခဲအမှားလေးတွေပေါ်လာပြီးတော့ဒါကြီးကတစ်သလုံးမှားသမားတော့မဟုတ်ဘူး amorin amorin ကိုတို့ဒါမျိုးထပ်ပြီးတော့မလုပ်ဖို့တော့ပြောကြတယ်အခုဆို roven amorin နဲ့ပတ်သက်ပြီးတော့ ရှယ်ရည်ရွယ်သူပြောသွားတယ်အဲဒါပေမဲ့ရာဒီကုံရာဒီကထုတ်ပယ်မယ်ဆိုအခုပြောတဲ့စကားတွေကပေါ့လို့ပြန်သားဖြစ်သွားမှာဟုတ်ပါဘူးဒါမျိုးအဲ့လိုမျိုးမဖြစ်စေချင်ဘူးဟုတ်ပဲအခုပြီးတော့ဒီသူပြောသွားရတဲ့မှာဒီဒီ dan xray လည်းပါတယ် dan xray နဲ့ပတ်သက်ပြီးတော့ chemistry ပြဿနာဆိုပြီးတော့ပြောသွားတယ်ပြီးတော့သူအရေးကြီးရဲ့အနေနဲ့ဒီသူ့ရဲ့ in house ကိုသူ arrangement ပြန်လုပ်နေတယ် order order ကြအောင်ပြန်လုပ်နေတယ်လို့ပြောသွားတယ်ပေါ့နော်အခုအဲ့ dan xray နဲ့ပတ်သက်တဲ့ chemistry ဆိုတဲ့အကြောင်း grenovia ထဲထဲဝင်မေးမိမှာသူ နည်းနည်းရှောင်ရှောင်ပြီးတော့ပြေးသွားတယ်ပေါ့နော်အဲ့အဲ့အကြောင်းလေးလည်းဆွေးနွေးပြပါဦးအဲ့ chemistry ဆိုတဲ့ကိစ္စကဟိုပြောမယ်ဆိုရင် तू ကအခု objectively ပြောလို့မရဘူး तू ကနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့ဟို abstract စံတဲ့ကိစ္စမျိုးတွေပေါ့နော်အဲ့အဲ့အဲ့လိုစံတဲ့ကိစ္စမျိုးတွေဟာတကယ်စကားဝိုင်းကြီးတွေမှာပြီးတော့ပရိသတ်ကိုခြားပြပြီးတော့တာဝန်ခံရမယ်ဒီဆုံးဖြတ်ချက်အမှားတော့ဒီလိုဒီလိုဖြစ်ပါတယ်ဆိုတော့ပြန်ရှင်းပြတဲ့ကိစ္စတွေကိုမလုတ်ချင်တဲ့အခါမှာပြောသွားတဲ့ဒါခုတုံးလို့တဲ့စကားလုံးတွေ chemistry ရဲ့ကိစ္စအဲ့ chemistry အတွက် ောမယ်ဆိုရင် solid valid ဖြစ်တဲ့အရာကပါလေ valid ဖြစ်တဲ့အရာကသူတို့ dan ashrock ကိုသူတို့မရမကသူတို့စူးစမ်းခဲ့တယ်အဲစူးစမ်းခဲ့တဲ့အချိန်မှာ blind စူးစမ်းတာဘာမှမလေ့လာဘူးလားပြီးတော့ဒီအသင်းတဲကိုရောက်လာတဲ့အချိန်မှာလောရမဲ့အရာတွေနဲ့ပတ်သက်တဲ့ဟိုခိုင်မာတဲ့ principle သူတို့မှမရှိခဲ့ဘူးလားမရှိဘဲနဲ့ဟိုလိုချင်တာတစ်ခုပဲနဲ့ကောင်းလောက်တယ်ကောင်းလို့ရရဆိုပြီးတော့ခေါ်လိုက်တာလားခေါ်ပြီးတော့မှငါတို့နဲ့လက်အဆင်မပြေပါဘူးဆိုပြီးပြန်ထုတ်တာလားအဲ့နောက်ကမှငွေကြီးတွေပါတယ်အဲ့ငွေကြီးတွေကစောစောပြောတဲ့ဒီစာလဖာဘူးဆန်းပြီးတော့ ဒီ disable person အဆောက်အအုံရဲ့ဒီ different party အဲ့ဒီအရာတွေအကုန်လုံးမှာသူမဟာရယာဖြတ်တောက်ချဖို့ကြိုးစားနေတဲ့အားတွေနဲ့ကြတော့တွားပြီးတော့ clash တွားဖြတ်တယ်ဒါကြောင့်သူထဲထဲဝင်မပြောတာပဲဟုတ်ကဲ့ပို့အခုတော့ဒါချင်းချင်းပြောရရင်ဒီ interview မှာ Garnaby ကိုကြိုးဆိုတယ်ပေါ့နော် Garnaby ဟာမေးတင်တာတွေကိုဒါတွေသူမမေးဘဲနဲ့ဟိုစီးဝါရိုက်ပြီးတော့မေးသွားလို့လည်းရတယ်ဒါပေမဲ့သူမေးတင်တာတွေမေးတဲ့အခါကျတော့ဘာပေါ်လွင်သွားလဲဆိုတော့ Sergeant Radcliffe အနေနဲ့အဲတချို့အရာတွေမှာ သူ့ကိုသူအာနေမန်တီးလို့ဖုံးကွယ်ပြီးတော့ဖြည့်သွားတာတော့ကိုကတော့မြင်တယ်ဟုတ်ပဲကိုပြီးတော့ဒီစာချင်းအနေနဲ့ပေါ့နော် excuse ပေးတဲ့ပုံစံမျိုးတွေမသိမသားလေးအများကြီးထည့်သွားအမရူဘန်မော်ရင်ရဲ့ခြေဟိုကင်တွင်ရဲ့ပုံစံနဲ့အားရလာလို့မေးတဲ့အခါမှာဒီသူသူ့ရဲ့အတင်ကြီးပေါ့ top 8 anders တွေရဲ့ဒီ၄ယောက်ကမပါဘူးပြီးတော့ဒီအဲ့အဲ့လူတွေကလည်းအရင်အဝယ်လူတွေအဲ့အဲ့ဝယ်တဲ့အတွက်ကိုလည်းသူအခုထိပြီးခဲ့တဲ့ဆန်မမှာဒီပေါင်တန်း80ကျော်ပေးရတယ် ပြီးတော့ဒီလွန်ခဲ့တဲ့900ရာသီမှာအရှုံးပေါ်လာတယ်လွန်ခဲ့တဲ့ဒီနောက်ဆုံး900ရာသီမှာ cash ကြီးပဲ -200 အနှုတ်ပြလာတယ်အစားရှိရာတွေကိုသူပြောသွားတယ်ပေါ့နော်အဲအဲ့ပြောတဲ့အပေါ်အခု तू ဟိုမသိမသားလေးနဲ့ तू လွှဲချပြီးတော့အဲ့လိုမျိုးထဲ့တယ်အဲ့လိုမျိုးပြောလို့ရဘယ်လိုမျိုးကိုသုံးသပ်ချင်အဲ့ဒါကြတော့ဟိုအမှန်တရားပဲဒါတွေကတော့သူ့အနေနဲ့ရှင်းရှင်းလင်းလင်းပြောတယ်ဆိုတာအဲ့ဒါပေါ့ clarity ဖြစ်တယ်ပေါ့ a clarity ဖြစ်တယ်ဆိုတာအဲ့ဒါမျိုးဒါမျိုးပြောရမှာလေဟုတ်တော့အဲ့ဒီအပိုင်းမှာတော့ तू ပြောတဲ့ဟာတွေကတကယ်လည်းမှန်တယ် ဟုတ်ဟုတ်ပြီးတော့ဒီ Robin Amoran ရဲ့အသင်းဟာဒီအသင်းလိုက်ဒီလာသာ short ချဖို့သွားတဲ့အခါမှာ Robin Amoran သွားတဲ့ Milan ဟာ Manchester United နဲ့ရေရှိအသင်းပြေးနိုင်တယ်ဆိုတော့ပြောကျင်တဲ့အတွက်သူဒီဟာတွေချပြသွားတာအဲအဲ့လိုမျိုးတွေတော့အကူကထောက်ကန်တယ်ဟုတ်တယ်ဒါပြောလဲပြောတင်တယ်အဲ့တော့ဟိုတကယ်အကိုတို့ကြည့်နေတဲ့သူတယောက်အတွက်တကယ် crystal clear ဖြစ်ဖို့အတွက်ဆိုဒါမျိုးပြောရမှာဟုတ်ဆိုတော့ရှေ့မှာအဲ့လိုမျိုးမပြောခဲ့ဘူးဒီမှာကျတော့သူ့ခွင်ထဲမှာကျတော့သူအဲ့လိုမျိုးပြောသွားတယ်အဲ့လိုတော့အကိုထောက်ခံတယ်ပြီးတော့ Rowan Emery ရဲ့ ဟိုတချို့အရာတွေပေါ့နော်ရိုးပဲဒါကအခုကြိုလဲတွေးလို့ရပါတယ်အခုလဲမြင်နေရပါတယ်သူ့မှာအခက်အခဲတွေရှိတယ်သူ့ရဲ့အသင်မဟုတ်ဘူးဟလာပြီးတော့ဒဏ်ပြသနာတွေရှိတယ်ပြီးတော့ဒီတချို့သော high profile ကစားသမားတွေဟာ Robin Emory မရောက်လာခင်ကတည်းကဥပမာ motivated ဖြစ်နေတဲ့အနေအထားမျိုးတွေရှိတယ်ဆိုတော့ဒီအခက်အခဲတွေကြားမှာသူအလုပ်လုပ်ရတယ်ဒါပေမဲ့ဒီအသင်းဟာဒီဒီ Manchester United အသင်းဟာ which bill နဲ့ပတ်သက်ရင်နာမည်ပြည့်ရှိတယ်အမြဲတမ်းဟိုးထိတ်ဆုံးတင့်နှစ်သူတို့သူတို့နာမည် Manchester City နဲ့ အပေါ်မှာကန့်နေပြီးအောင်မြင်မှုကြတော့တခြားသေးအခုကတော့ wage bill ကဟိုတိတိတသားရော့လာမဲ့လမ်းစီကိုတွားနေပေါ့ဥမာ customer တို့တယောက်ထပ်ရော့သွားခဲ့ရင်အများကြီးထပ်ပြုတ်ကြပါမယ်ဆိုတော့ဒီဟာတွေက Manchester United အသင်းဟာကြစ်ကြစ်လေးလေးနဲ့ impact ဖြစ်တဲ့အသင်းအသင်းကိုတိဆောက်ခြင်းရယ် Ruin Emerson သွားတဲ့နီလန်နဲ့သူတို့ကအဆင်ပြေတယ်ဆိုတာကိုတော့အခုလို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒါကလည်းရှင်းရှင်းပြောရင်ကွင်းတွင်းရလတ်ပုံမှာတော့မူတည်တာပေါ့နော်ဒါတွေကတော့အခုလို့မမြင်ရသေးဘူး Emerson သွားနေတဲ့လမ်းကြောင်းမှာတကယ်အောင်မြင်မှုတွေရမလားမရဘူးလားဆိုတာတွေပေါ့စက်ကြည့်ပြီးတော့မှ အဲဆိုတော့ Manchester United ကဟို financial downsizing လုပ်ပြီးတော့ကြိုးစားနေမှာလားအဲ့ဒါဆိုတော့ United ဟာသူတို့ရဲ့ tradition တော့ပြတ်တယ်ဘာပြော United ဟာ Sir Alex Ferguson လက်ထက်ကလေးကငွေသုံးချမ်းတဲ့အတိုင်းပဲရှင်းရှင်းပြောရင်အဲ့တော့ Sir Alex Ferguson ကိုရီးယားကစားသမားတွေရဲ့ပြောင်းချွေ့ကြည်တွေကိုနောက်နီးပြိုင်နေရှင်တဲ့အခါမှာတိသာနေယူမယ်သူခစ်သူအခါသူငွေကြီးအတိုင်းလာနေသူဆိုရင် Sir Alex Ferguson ဟာဟိုအတိုင်းဟာတခုတည်းငွေသုံးပြီးတော့အသင်းကို upgrade လုပ်ခဲ့တာပဲဆိုတော့ဟိုဒီဟာကကြတော့ Sir John Radcliffe အနေနဲ့ငါတို့ကတော့ ဒီလိုမျိုးဒီ sporting less modern နဲ့သွားမယ်ဆိုရင်လာလို့လို့မရအောင်အဲသို့တော့အဲ့ဒါအောင်မအောင်မြင်အောင် လုပ်နိုင်တော့အဲသူတို့အရန်တော်လို့ပေါ့ဟုတ်ကဲ့ပေါ့အပြည့်ဒီ तू အသင်းတွင်းမှာ तू လုပ်နေရတယ်ဝန်ထမ်း short ချတာတွေပေါ့နော်ဝန်ထမ်း short ချတာတွေလည်း तू ပြောသွားပြီးတော့ तू အဲဒီနောက်ွယ်မှာအဲ့ management team ကို तू ဟိုအဆင်ပြေအောင်လုပ်နေရပြီးတော့ management team ရဲ့ချတဲ့ဆုံးဖြတ်ချက်ကိုလေလိုက်နာရယ်ပေါ့နော်အဲသူချတာလားဆိုသူချတာမဟုတ်ဘဲနဲ့တင်းလိုက်ချတာဆိုပြီးတော့လေပြောသွားတယ်အဲသူတို့အဲ့ management နောက်မှာသူတို့ဘလို့လုံနေတယ်အဲ့အဲ့ကြောင်းလေးလည်းပို့သုံးတတ်ပြီပါအဲ့အဲ့ဒီနောက်ွယ်မှာကအဓိကတော့ညီလေးက Sardif Brayford နဲ့ Omar Barada ရဲ့အလုပ်တို့ဒါရေပူရအပြင်အခုတို့ကောက်ချက်ချလို့ရတယ်ဆိုတော့ United ရဲ့ပုံစံက Pyramid ပုံစံဆိုရင်ထိတ်ဆုံးမှာ Sergeant Ratcliffe ရှိတယ်သူအောက်မှာ Brayford ရှိတယ်ပြီးတော့ဟိုဟာ Jan Clot Blanc ရှိတယ်ပြီးတော့အဲ့အဲ့နှစ်ယောက်ရဲ့အောက်မှာတူတဲရှင်းရှင်းလင်းလင်းရက်တည်နေတာက Omar Barada Omar Barada ရဲ့အောက်မှာမှာဒီ Dan Ashworth တို့ Jason Wilcox တို့ ဟိုထပ်ပြီးတော့ခွဲဖြားတာပေါ့ဆိုတော့ဒါက hierarchy အရပြောမယ်ဆိုတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအမှနောက်ကွယ်မှာအဲ့ဒီထိတော့အကုန်လုံးမမြင်နိုင်ဘူးဟုတ်ပြီ brave ဟာ sergeant reckless ရဲ့လက်ဆွဲတော်လူယုံတော်လို့ပြောလို့ရတယ်သူဆိုတော့ဒီ brown ကြတော့လေ CY operation မိုင်းဘက်ကိုအဓိကသွားတယ်သူတကယ်တော့ဒီ decision တွေကဟိုသူကအောက်ကနေပြီးတော့အဖြစ်အပေါ်ကိုတက်လာတဲ့ပုံစံပြောရင်ပဲအထက်ကနေအောက်ကိုချပေးတာဟာအောက်ကပြန်ပြီး approve လုပ်ပေးရတာမျိုးလည်းဖြစ်နိုင်တာပဲဒါတော့အခုလည်းမသိဘူးဟုတ်ကဲ့ပေါ့ ဟုတ်ဘူးပြီးတော့ဒီစိတ်ဝင်စားဖို့ကောင်းတာပေါ့နော် greenery ဒီ lunch ကိုဖြတ်တဲ့ကိစ္စပေါ့နော် lunch ကိုဖြတ်တဲ့ကိစ္စတခြားသောကိစ္စတွေနဲ့ပတ်သက်ရင် greenery ကစာချင်းအကြံပြန်ပေးလိုက်တယ်ပေါ့နော်ဒီ bruno တို့ဒီဘယ်လိုပြောမလဲအကြံပုံငွေညစာရပါရဲ့လောက်ပြီးတော့ဖန်တီးလို့ရတယ်ဆိုတော့ငါကဘယ်သူမှအဲ့လိုအကြံမပေးဘူးလို့သူပြောတာတခုရှိတယ်ပြီးတော့ဒီ i'm not aware of အသက်တီသေးဆိုပြီးတော့အဲ့လောက်အသေးစိတ်သူမသိဟိုမသိအဝဲမဖြစ်ဘူးလို့လည်းသူပြောခဲ့တယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့စာချင်းဘက်ကအခုအမြင်လေးကိုအခုသုံးသပ်ပြီးတော့ဩ team ကိုလွှဲချတာပေါ့ကွာလွယ်လွယ်ပြောရရင်ဟုတ်ငါဘာမှလည်းမသိရပါဘူးပေါ့ဒီဟာတွေကအသိပြီးတော့ခက်ခဲတဲ့ဟာတွေလည်းမဟုတ်ဘူးနောက်တစ်ခုက Grenville ကအဲ့ဒီဟာကိုပြောတာကအမှန်တမ်းပြောရင်တော့ Premier League မှာလည်းအဲ့လိုမျိုးလုပ်တာက Premier League မှာမဟုတ် League Championship မှာပေါ့ရှိတယ်ကွာညီလေးဟိုဘယ်လိုလဲ Sheffield United တို့ ီးတော့ Leeds United တို့ပြီးရင်အဲအဲ့လိုမျိုးရန်ကုန်ကိုရှာပြီးတော့ဒီဟာလောက်တဲ့အစီအစဉ်တွေရှိတယ်ကွာအဲ့တချို့အသင်းတွေဟို3-4သင်းလောက်ရှိတယ်အခုအတိတ်ကြတော့မှမမီဘူးအဲ့နှစ်သင်းကတော့တည်ကြတယ်ပေါ့ဆိုတော့ဒါတွေကဟို Premier League မှာမရှိဘူးအောက်မှာလည်းလုံနေကြတယ်ဟိုးတော့ကကြတော့ဒါအဲ့လိုမျိုးတွေရှိတယ်ဟိုးတော့ကကြတော့ဒါအရင်အစ်စ်ကြီးတော့မဟုတ်ဒါပေမဲ့ဒီဘက်ခင်မှာကကြတော့အဲဒါမျိုးမတော်ဘူးပေါ့ကွာဒါလား financial ဟိုဒီဒီအတွက်ဒီ budget ချပြီးတယ်အဲ့ budget ထဲကနေပြီးတော့ဒီနောက်ထပ်ဒီဖြန့်ကားပြီးတော့ ပြန်ကျေးပြီးတော့ဒီဘက်တရားတရားတွေပြန်ပြီးတော့ထုတ်သုံးတယ်အစင်းအစင်းပေါ့သုံးစင်းလောက်ဖြစ်ပြီးတဲ့အချိန်မှာဒီကိစ္စတွေကလုတ်ဒီဟာတွေလုတ်တယ်ပေါ့ဆိုတော့အဲ့ဒီလမ်းကြောင်းတစ်ခုလုံးရေသောမြေကနေသူကဖြတ်ချလိုက်တာဖြတ်ချလိုက်တဲ့ဟာကိုဒါမျိုးလုတ်လို့မရဘူးလားဆိုတာက grenade အနေနဲ့ဒီအတွေ့အကြုံတွေသူသူကိုယ်တိုင် self for city ကိုသူတို့သူတို့ပိုင်ရှင်တွေပဲလေဆိုတော့ဒါမျိုးတွေကသူတို့ရှိကြတယ်လေရှိတဲ့အခါသူတို့ကဒီ self for city ကသာသမားတွေရဲ့နေတဲ့စာအတွက်သူတို့ရဲ့အမှတ်ရပစ္စည်းတွေရောင်းပြီးတော့အရန်ပုံငွေလောက်တာမျိုးတော့သူတို့ရှိခဲ့တာဟုတ်ဆိုတော့ဒီနီးလန်းနေရာ grenade အတွက် ဘာမှမခက်ဘူး။ဒါပေမဲ့ Sergeant Radcliffe က तू ဘာမှဒိုင်နဲ့ပတ်သက်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီး तू awareness ကောင်းကောင်းမရှိပါဘူးဆိုရင်တော့ဟို team ကဟိုဒါမျိုးကိုအကြံပေးစရာမလိုဘူးလို့ယူဆလို့မလုပ်တာလည်းဖြစ်ကောင်းဖြစ်မယ်။အဲသို့မဟုတ်ဘယ်လိုခေါ်မလဲဆိုတော့ဟိုသူကိုယ်တိုင်လည်းသိနေပါလျက်နဲ့အစတည်းက तू ဒါလေးမလုပ်ချင်လို့အနောက်မခံချင်လို့ဖျက်ချထားတဲ့ကိစ္စပါနော်။ဟိုဒါကြီးဒါကြီးဒါကြီးအကုန်ဖျက်မယ်ဆိုပြီးတော့ပါသွားတဲ့ဟာလည်းဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့ तू အဲ့လိုပြောသွားတော့ပြန်လုပ်မလားမလုပ်မလားဆိုတော့အကောရောပြန်ပြီးစောင့်ကြည့်ဖို့ရှိတာပါ။ ဟုတ်ကဲ့ဟိုပြီးတော့ဒီစာချင်း Redcliffe ဟို Green Navy မေးရတဲ့မှာဒီသဘောကျွန်တော်သဘောကျမိတဲ့အပိုင်းလေးပေါ့နော်ဒီ Armoring System Ray System ဆိုပြီးသူသုံးပါတယ်အပြည့်ဒီ Windbus တွေဒီပြီးတော့ Inside Forward တွေအဲ့လိုဟာတွေလိုအပ်ရင်ဝယ်ပေးမှလာပေါ့နော်ဝယ်ပေးမှလာလို့သူကမေးတယ်ပြီးနောက်ထပ်ကျွန်တော်တို့တွေးစရာလည်းအများကြီးရှိတယ်အဲ့လိုတကယ်လို့အဲ့လိုမျိုးအသင်းကိုဒီစောက်လိုက်ပြီးရင်တကယ်လို့ Armoring ဆက်မဖြစ်ဘူးနောက်နောက်နောက်နာကတွေမှာပြုတ်လည်ပြင်လည်ဖြစ်နိုင်ပါမလားအဲ့ဒီအပိုင်းလေးကိုလည်းသုံးတယ်ပေါ့အဲ့ဒါက မဝယ်ပြီးလို့မရဘူးဒီနည်းပြကဒီနည်းပြဟာဒီလိုအနေအထားမျိုးကိုကြိုက်တဲ့သူတချို့လည်းပြောတယ်နည်းပြတူဟာဘလို system မျိုးနဲ့မဆိုအဲ့ဒါတပိုင်းဒါအဲ့လိုသွားပြောလို့မရဘူးတချို့က positional ကိုပဲကြိုက်တာတချို့က pressing ကိုပဲကြိုက်တာဟိုကို့အားတန်ရဒီဟာနဲ့ဆိုရင်တော့ကို့ကိုကို secure ဖြစ်တယ်အောင်မြင်မယ်လို့ခံစားရဆိုနည်းပြမျိုးတွေလည်းရှိတယ်ဆိုတော့ Ruben Amorim ကိုခေါ်ပြီးဆိုရင်သူကြိုက်တဲ့ပုံစံအတွက်ဒီ team structure ကတော့ရှိနေရမယ် အဲ့ဒီဟာကိုဖြည်းဖြည်းချင်းပြောင်းရင်လည်းပြောင်းသို့မဟုတ်အစုပြုံပြီးပြောင်းရင်လည်းပြောင်းမပြောင်းလို့တော့မရဘူးအဲ့ဒါက Sergeant Radcliffe တို့လောက်ကိုလုပ်ပေးရမှာဟုတ်ဆိုတော့ Ruben Emoran နဲ့ပတ်သက်ပြီးတော့တခြားအရာတွေကိုထားအောင်ဒီသူဥမာ wing back ကောင်းကောင်းလုံလုံလောက်လောက်မရှိပဲနဲ့ဒါကြတော့ full back ကစားတဲ့အသင်းတစ်သင်းနဲ့3 back ကစားတဲ့အသင်းတစ်သင်းတော့အသင်းတိဆောက်တဲ့ structure ကတူတာမဟုတ်ဘူးဟုတ်ပေါ့ဆိုတော့ဒီခံစစ်အသင်းမှာဒီ23ယောက်ထားမယ်22ယောက်ထားမယ်25ယောက်ထားတယ်အဲ့ဒါဆိုရင်ဒီ25ယောက်ထဲက bear ratio က center back ဖြစ်ရမယ်အရင်အတွက်က ဘယ် ratio ကတော့ win back ဖြစ်ရမယ်ဆိုတော့အဲ့ structure တွေကိုက်ညီဖို့တို့မဟုတ်ကိုက်ညီလူနေပါဖြစ်ဖို့အတွက်တော့အသိအလုပ်ပေးရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ Ruben Amorim ကိုထောက်ခံပါတယ်ဆိုတာကပါသက် ပြောပဲဖြစ်မှာပဲဟုတ်ကဲ့ကိုအဲ့လိုမျိုးဒီထောက်ပံ့မှုလုပ်ဖို့အတွက်ပေါ့နော်အသိရဲ့ဒီ financial အခြေအနေကဒီစာချင်းပြောသွားရတဲ့မှာလည်းအများကြီးပါလေဒီတော့ရှောက်ရှုံးနေရရောဒီ November လမှာသူတို့ cash ကုန်သွားတာတွေရောပြီးတော့ဒီအခုလာမယ့်နေရာဒီဆိုရင်သူတို့ပတ်စံကုန်နိုင်ခြင်းရှိတဲ့အကြောင်းတွေကိုပြောသွားရပေါ့နော်အဲ့အဲ့ရနဲ့ပတ်သက်ပြီးတော့ဒီ United ရဲ့ financial နေသားကိုအခုသိသားရလေကျွန်တော်တို့ရှင်းပြလို့ United ရဲ့ financial ကရှင်းရှင်းပြောရင်ဟို cash လည်းမရှိဘူးပြီးတော့ဒီစရင်အရာလည်းသူတို့တော်တော်လေး reject ဖြစ်နေတယ်တော်တော်ကိုဂျင်းနဲ့ကြက်ထဲရောက်နေတယ်တကယ်မရှိဘူးအဲ့တော့ကိုရောအဆောက်အပြန်ကောင်းမယ်အဲ့တော့ဆိုဘာလို့ဒီအချိန်အဟုန်တစ်ခုနဲ့ဆက်စည်းမျောသွားပြီးတော့အလုံးမလုံးတလေဘာလို့ဒီ project manager အဲ့ project manager မှာမှဒီဟာကိုမှဒီ ideology ဒီ philosophy ကိုမှကြိုက်ပါတယ်ဆိုတော့ ဒီနှိဖြောက်ကိုကိုတို့ခန့်တယ်လဲဆိုတော့အပိုင်းကိုကိုတို့ကပြန်ပြီးတော့ရောက်သွားမယ်ဟုတ်အဲ့နေရာမှာပြန်သွားလဲမယ်ဘာလို့ Robin Emory ကိုခန့်ခဲ့လဲဒီပြဿနာတွေကအခုမှသိတာလားအခုတော့ဆော်ရရသိတယ်ဟုတ်ကောဆိုတော့ဒီဟာကို တနည်းနည်းနဲ့ကြော်လွားနိုင်ဖို့ဥမာ top bully ပေါ့လှုပ်ချင်တာတွေလှုပ်တယ်ဒါပေမဲ့တနည်းနည်းနဲ့ကြော်လွားနိုင်မယ်ဆိုတဲ့ဟာတော့သူ့စီမှာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဟိုကထိုးရောင်းဒီဟာထိုးရောင်းအဲ့ဒီဟာကို FA ကအသေးအံဒါမရဘူးပြောရင်တကယ်တကယ်ကြတော့ခွင့်ပြုလိုက်ရတာမျိုး သူတို့အဲ့လိုတော်တယ်သူတို့ကင်ထားပြီးတော့လောက်ကြတာအဲ့မန်ချက်စတာနဲ့အသင်းအနေနဲ့လည်းသူ cash injection တွေလည်းရှိတော့ရှိတယ်ဒါပေမဲ့ရှိသည့်တိုင်းအောင်မလုံတော့ဘူးအဲ့ဆိုရင်ဘာကြောင့်ဒီလိုမျိုးဝုန်းကနေပြောင်းလဲသွားမယ်ကိစ္စမျိုးလောက်ရတာလေဆိုတာပြန်ပြီးတော့မေးခွန်းထုတ်ဆရာဖြစ်တယ်သူတို့အဲ့ဒီအချက်ကအိုင်နာမှာနည်းနည်း paradox ဖြစ်နေတယ်ဟုတ်ဘူးသူတို့ဟိုတခုရှိတာက Robin Emoren ထပ်ပို့ပြီးတော့အဲ့ဆိုရင် tactical ဘိုင်းဆိုင်ရာ flexible ပို့ဖြစ်တဲ့နည်းပြမျိုးကိုရွေးလို့မရဘူးလားသုံးဖို့ error တဟက်ကိုပဲ ်တဟက်စစ်ကြိုက်သူတို့လူတွေအများကြီးဝယ်ပေးတာအနေအဲ့ငွေတွေကိုသူဘာလို့ဖြုံးခဲ့တာလဲဘာလို့သုံးခဲ့တာလဲအစိုးရ budget ကို cut out လုပ်ပြီးတော့ ruin emerald တက်ချံပါလားဆိုတော့ဒါမျိုးတွေပေါ့ဆိုတော့အတွေးရတော့ Manchester United ကအခုမှမဟုတ်ဘောလုံးတွေရှိတာဟုတ်ပေါ့အဲ့ဒီရှိတဲ့အခြေအနေကိုနားလည်ပြီးတော့ဝင်လာတာဝင်လာပြီးတဲ့အချိန်မှာ Eric Ten Hag အတွက်ငွေပုံအော်ထပ်ပြီးတော့သုံးပေးခဲ့တာဆိုတော့ဟို Ten Hag နဲ့တခုခုများဖြစ်လာမလားဆိုပြီးတော့သူတို့စွန်စားခဲ့တဲ့ဆုံးဖြတ်ချက်ကိုသူတို့ပြန်ပြောင်းခြင်းရဲ့အကျိုးဆက်တွေပဲဟုတ်ပေါ့ strategic အရာတို့ alignment မဖြစ်ဘူးဖြစ်ခဲ့ဟုတ်ဟုတ်ပဲပေါ့အဲ့ဒီကျွန်တော်တို့ဒီ interview ကနေတော့ဟိုထားထပ်ပြီးတော့အခုဟိုလေ့လာမိတဲ့ဟာလေဟိုတွေးမိတဲ့အရာတွေကိုပြောကြရရှိရင်ကျွန်တော်ထပ်ပြောပေးပါအောင်ဗျဒီ interview ကနေပြီးတော့ဒီ Sergeant Radcliffe ဟာ Manchester United အသင်းဟာဟိုဒီလိုအနာတွေရှိပါတယ်ဒီလိုလူနာကြီးပါဆိုတဲ့ဟာကိုလူတွေကိုချပြသွားတယ်ဟုတ်လူတွေကိုချပြသွားတယ်ဆိုတော့ဘာလဲဆိုတော့ငါတို့ဒီလောက်လုပ်ပေးတာပဲကျေးဇူးတင်အောင် ါတို့လည်းခက်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 လုံးနေရတယ်ဆိုတော့ဟာပေါ်လွင်စီခြင်းတယ်ဆိုတော့ဟာမျိုးအပေါ်ကတော့ခံစားရတယ်ဆိုတော့ဟိုအခုရှိတာကဒါဆိုရင်ဒီအသိမအောင်မြင်လို့လားဆိုတော့အောင်အောင်မြင်ဖို့အတွက်သွားတဲ့လမ်းကြောင်းတွေဟိုအစတွေကလည်းသူတို့ရဲ့ဒီမဟာဗျူဟာကိုဆဆွဲတဲ့ကဒီအသိရဲ့ဒီ structure ကိုတိဆောက်တဲ့အပိုင်းတွေပါလေအခုစနစ်ကျခဲ့သလိုဒီတချို့အပိုင်းတွေဖြတ်တောက်တာတွေပါကတည်းကလည်းဟိုလုံးမဲ့ဆင်းလဲလုံးတဲ့ကိစ္စတွေပဲဝန်ထမ်းအင်အားအခုလိုပြောသလိုပဲဒီ Manchester City အသင်းဟာ Manchester United ထပ်ပို့ပြီးတော့ တနစ်တာဝင်ဝင်ပို့ပြီးတော့များနေသည့်တိုင်အောင်အသင်းရဲ့ generation လုံးနေတဲ့ဟို generate လုံးနေတဲ့အရာအားလုံးပေါ့နော်ဝန်ထမ်းအင်အားက600ကျော်ပဲရှိတယ်လီဗာပူးအသင်း900ကျော်ပဲရှိတယ်ဆိုတော့အဲ့ထက်ဆိုင်ဝန်ထမ်းအင်အား1100လောက်ဆိုတာကြီးကလိုအပ်တာတွေပို့နေတာဖြစ်တဲ့အတွက်သူလောက်တာတွေကမမှန်ဘူးလားဆိုတော့မှန်လဲမှန်တယ်ဒါပေမဲ့ဟိုလိုအပ်တာတွေပို့ပြီးတော့ဟိုအခုပြောချင်တာက boolean logic ဖြစ်နေတယ်ဖြူမဲကြီးပေါ့ short မယ်ဆိုတော့ဝုန်းဆို short ချတာမျိုးဆိုတာ fuzzy logic ပေါ့နော် ျော့တင်တဲ့ဟာတွေကိုထိထိရောက်လျှော့ရေးဆက်ထားတဲ့ဟာတွေဆက်ထားခဲ့ရင်သူ့ကိုဘယ်သူမှအပြစ်မြင်နေမှာမဟုတ်ဘူးအဲ့တော့အခုကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဟာတွေကိုပြင်းထန်ရဲရဲဆက်ဆက်လုပ်လိုက်တော့သူတို့ရဲ့ decision making အပိုင်းနေမှာသူတို့ကသူတို့ဖိအားတွေကိုပြန်ဝယ်ယူလိုက်သလိုဖြစ်သွားတယ်ဆိုတော့အဲ့ဒီဟာတွေကိုတော့အခုတော့ခံစားမိတယ်ဆိုတော့ဆာဂျင်ဆော့ဆော့အခုအစပြောသူပဲ Garnerville ရဲ့မေးခွန်းဟာမေးခွန်းနေဟာပြိဿတကယ်သိကျင်တဲ့မေးခွန်းသာဖြစ်မယ်ဆိုရင်ဆာဂျင် Reckless ကဘာတွေဖြစ်မလဲဆိုတော့အခုကကြိုတင်ခံမှန်းမိပြီးသားဖြစ်တဲ့အတွက်အများကြီးတော့လည်းအံ့ဩမနေဘူး ။နောက်ကိုကဆက်အလုပ်လုပ်ရမယ့်အခါမှာကို့အတွက်ကိုကာဖို့လည်းလိုတာ哦။ဆိုတော့ဒီအပိုင်းနေလည်းသူလုပ်သွားတယ်။ဒါပေမဲ့တချို့အပိုင်းနေမှာတော့တော်တော်လေးမှန်တယ်။ဒီ Ruben Emoran နဲ့ပတ်သက်ပြီးတော့စိတ်ရှည်ရမယ်။ Ruben Emoran ကိုသူကျေနပ်တယ်ဆိုတဲ့ဟာမျိုးတွေကအရင်တည်းကသကားဖြစ်ပါသေးလို့အကောမျောလင့်တယ်။ဘာကြောင့်လဲဆိုတော့ United ပရိသတ်တချို့လည်းအကောကတခါလေးပြောချင်တာပါလဲဆိုတော့ဟိုလကားနေအခုဆိုရလာတိကြာတယ်ပေါ့နော်။ထင်သလောက်ဖြစ်မလားဘူး။ဒါပေမဲ့ဟိုဖြုတ်လဲဖြုတ်လဲဖြုတ်လဲဆိုတဲ့တန်စရာထက်စာရင်ဟိုစိတ်ရှည်စေချင်တယ် တခါလေကျတော့အခုအပြီးခဲ့တဲ့အာဆနယ်နဲ့ပွဲမှာတော့ပဲနံပါတ်1သွားချင်တဲ့ပုံစံလေးတချို့ပေါ်သွားတာမျိုးလေးတွေတွေ့ရတယ်တစ်ချက်ချက်ဟိုဒီ win back နှစ်ဦးချိတ်ဆက်ပြီးတော့အလုံးလို့သွားတဲ့အခါမှာအဲ့ဒီအဲ့ဒီအပုံစံမျိုးတွေမာဇာရဝီတို့ရတဲ့အခွင့်အရေးမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေအကုန်လုံးတွေ့ရတယ်အဲ့ဒါမျိုးတွေကိုကျဲတော့ကျဲတော့မြင်လာနေတော့တဖြည်းဖြည်းနဲ့ကတ်စိတ်စိတ်လေးမြင်လာပြီဆိုရင်ဒီအသင်းဟာအများကြီးပြုပြင်ပြောင်းလဲစရာမလိုဘဲနဲ့ရှိတဲ့သူတွေကိုနည်းနည်းလေးအသွင်ပြောင်းပြီးတော့ဆိုတဲ့အခါကျတော့ကစားသမားတွေအများကြီးလည်းမလိုတော့ဘူးဆိုတော့ဒါမျိုးအသင်းကိုရောက်ကောင်းရောက်လာနိုင် သေတော့မသေးကြအောင်ဒါအကိုလည်းကြုံမသိနိုင်ဘူးဟုတ်ကဲ့ပို့ဒါအခုလိုအစနေပိသားကတော့အဖို့အထူးပဲကျေးဇူးတင်ပါတယ်ပိသက်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုအကျဉ်းနဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ